ငလျင်နောက်ဆက်တွဲလူသားချင်းစာနာမှုဆိုင်ရာအထောက်ပံ့တွေဆက်လက်လှုပ်ဆောင်နိုင်ဖို့အတွက်မေလတရနေ့ကနေ30တရနေ့အထိတစ်ဖက်သက်အပြစ်ခတ်ရစေးတာကိုတလတ်ထက်တိုးတယ်လို့ရခိုင်ကိုကန့်ပလောင်ညီနောင်မဟာမိတ်သုံးဖွဲ့ကမေလတရနေ့ကထုတ်ပြန်ထားပါတယ်။မေလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ကုညီကစေးရေးလုပ်ငန်းတွေလုံနိုင်ဖို့အတွက်အေဘီလတလားလုံးကိုညီနောင်မဟာမိတ်သုံးဖွဲ့ကပထမအကြိမ်တစ်ဖက်သက်အပြစ်ခတ်ရစေးထားပေမဲ့အဲ့ဒီတလအတွင်းစစ်ကောင်စီကလေကြောင်း လက်နက်ကြီးပစ်ခတ်မှုတွေနဲ့စစ်ရေးလှုပ်ရှားမှုစတဲ့စစ်ရေးအရာတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တဲ့အတွက်အရဲသားတွေထိခိုက်ဒေဆုံးမှုမြင့်တက်ခဲ့ပါတယ်။ဒါကြောင့်နိုင်ငံတကာကကြောင်းဝင်ညှိနှိုင်းမှုနဲ့နှစ်ဖက်သဘောတူညီချက်ကတိကဝတ်မရရှိပေနဲ့အပြစ်ခက်ရစေးတာဖြစ်တဲ့အတွက်ထိရောက်မှုမရှိနိုင်ဘူးလို့နိုင်ငံရေးစစ်ရေးကိစ္စတွေကတုံ့တက်နေကြပါတယ်။ဒီလိုရှင်နေမျိုးက တစ်ဖက်သဘောတူညီချက်မဟုတ်ဘဲနဲ့တစ်ဖက်သားအပြစ်ခတ်ရဆဲတယ်ဆိုရလေပြဿနာတော့ရှိပါတယ်တစ်ဖက်ကိုတစ်ဖက်အတိအမှန်မပြုတ်နိုင်တာလည်းပါတာပေါ့ဒါကြောင့်ကျွန်တော်တို့အပြစ်ခတ်ရဆဲယူအမှန်တကယ်လို့ရှင်နေဆိုရင်တော့ နိုင်ငံတကာကြားခံအဖွဲ့အစည်းတွေနဲ့ပေါ့နော်နှစ်ဦးနှစ်ဖက်ပေါ့ဒါတွေ့ဆုံပြီးတော့ဂရိစာရှုပ်တွေလက်မှတ်တွေရေးချိုးပြီးတော့ပြုလုပ်တာကပို့ပြီးတော့ကောင်းမယ်လို့ထင်ပါတယ်ကြညာချက်ထုတ်ပြီးတော့နှစ်ဖက်တက်တွေရွှေ့ရပြောင်းတယ်အဲ့ဒါမျိုးမတော်တဆတွေ့ဆုံပြီးတော့ပြန်တိုက်ပွဲဖြစ်တယ်ဆိုတာကဖြစ်တဲ့အခြေအနေပေါ့နော်ဒါဖြစ်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။တိုက်ပွဲနဲ့ဘာမှမဆိုင်တဲ့နေရာတွေမှာပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့လုပ်တယ်ဆိုတာကဒါမသိတော့ဘူးပေါ့။ဒါကြောင့်အဲ့လိုနှစ်ဖက်နော်ဂရိကဝတ်တွေနဲ့အဲဒါ ပြန်လှန်ပေါ့ဂျာဝင်ဆောင်ရွက်တဲ့အဖွဲ့အစည်းရဲ့အောက်မှာလှုပ်တာကပို့ပြီးတော့တဘာဝကြတယ်။အဲပြီးတော့နိုင်ငံတကာလည်းစောင့်ကြည့်လေ့လာနိုင်တဲ့အခြေအနေမျိုးရှိတာပေါ့။အဲအဲဒီကသင့်ကျွန်တော်တို့မြန်ချမ်းရေးကိုတိစောက်နိုင်တဲ့လမ်းစာတွေလည်းဖြစ်ပေါ်လာနိုင်တယ်လို့ယူဆပါပဲ။အဲအခုအခြေအနေကတော့တိုက်ပွဲတွေကဆက်ဖြစ်နေအောင်မှာပါပဲ။ဘာပြောပြောတိုက်ပွဲကိုအကြောင်းတစ်စုံတစ်ခုနဲ့ပေါ့နော်။အဲဒါပေါ်လာမှာပဲ။အခုလည်းစစ်တွေကြောက်ဖြူအမစစ်ကောင်စီတပ်တွေလှုပ်ရှားလာတဲ့အတွက်ဒါအေအေတပ်ဖွဲ့တွေနဲ့တိတိတိုက်ပွဲဖြစ်နေတာတွေရှိပါတယ်။ အပြည့်ရဲ့ကာလအတွင်းထိုးစစ်တွေကိုရန်နာထမယ်ဖြစ်ပေမဲ့လည်းစစ်ကောင်စီကထိုးစစ်ဆင်မှုတွေကိုလှုံ့ဆော်လာမယ်ဆိုရင်ခုခံကာကွယ်ပြီးတုံ့ပြန်ချက်တွေလှုံ့ဆော်သွားမယ်လို့ညီနောင်မဟာမိတ်တုံးဖွဲ့ရဲ့ထောက်ပြချက်မှာပါရှိပါတယ်စစ်ကောင်စီဟာအေဘီလာအတွင်းကအပြည့်ရဲ့ကြီးညာထားပေမဲ့လည်းတိခတ်တိုက်ခိုက်မှုတွေကိုမရက်တန့်ခဲ့တဲ့အတွက်အခုလအတွင်းမှာလည်းတိုက်ပွဲတွေပြင်းထန်လာမှာဖြစ်တယ်လို့စီဒီအမ်ဘူကြီးဇင်ရော်ကတုံ့သက်ထားပါတယ်ပြည့်ရဲ့ကျင်ညာလာလဲတာထိရောက်မှုမရှိပါဘူးမရှိဘူးဆိုတော့စစ်ကောင်စီက 罗新疆土泥红嘛的，这撇的阿弟也他了，这撇个新疆是撇个带泥的，土堆带灰的，阿西泥没，他不好呗。阿弟也说了，他不好嘞，他哥哥阿弟也皮没，哥哥迷迷咕咕啵侬，苦干家务，半月迷迷新疆，苦干半个月，过干水米了，阿弟也对西面溜达啵侬，新疆是阿拉土阿弟也今年他来泥妈嘞，阿弟没下包。 မရဘူးမရတဲ့အတွက်မြေပြင်မှာတော့ထိတွေ့တိုက်ပွဲတွေကတော့အပြင်းထန်နေတာပဲပေါ့နော်အခုလည်းအပြစ်ရတာကအထီးအမှုမရှိဘူးစစ်ကောင်စီစစ်ကြောင်းတိုးလာရင်တိုက်ပွဲပြင်းထန်နေဦးမှာပဲအဲ့တော့စစ်ကောင်စီကတော့ရပ်မှာမဟုတ်တဲ့အတွက်တိုက်ပွဲပြင်းထန်မှာလို့ပဲဒါကျွန်တော်တို့ကတော့တုံ့တက်လို့ရပါတယ်ဗျဟုတ်ကဲ့ အခုလိုမျိုးညီနောင်မဟာမိတ်သုံးဖွဲ့ကတစ်ဖက်သက်ပြစ်ခတ်ရစေချောင်းကျင်ညာထားပေမဲ့လည်းမြေပြင်မှာစစ်ကောင်စီတပ်တွေအင်အားတိုးတာစစ်ချောင်းထိုးတာတွေနဲ့လေချောင်းလက်နက်ကြီးပြစ်ခတ်မှုတွေရှိတဲ့အတွက်အေအေရဲ့ရေမန်းချက်ကိုရက်တက်မထားပဲအကောင့်ထေဖွာမှာဖြစ်တဲ့အတွက်တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့ဥဖေသန်းကပြောပါတယ် တစ်ဖက်သက်အပြစ်ခရရဆဲရှင်ဟာဒါကမတေချာဘူးလို့ပြောချင်ပါတယ်။အဲဒါကြောင့် AA ရဲ့ရင်မှန်းချက်ဖြစ်တဲ့စစ်ကောင်စီတပ်တွေလုံးဝချုပ်ငင်ကင်းစင်သွားဘူး။ဒီမြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်ကျဆုံးမှုဆိုတဲ့စစ်ရေးရင်မှန်းချက်နိုင်ငံရေးရင်မှန်းချက်အတိုင်း AA ကလည်းဆက်ပြီးတော့တောင်းနေလိမ့်မယ်။ AA နဲ့ညီနောင်သုံးဖို့ရဲ့အဲဒါတစ်ဖက်သက်အပြစ်ခရရဆဲရဲ့အပေါ်မှာလည်းဒီမြန်မာစစ်တပ်ကတော့အသိမှမပြုဘဲဆက်ပြီးတော့တိုက်ပွဲဝင်နေလေဦးမယ်။အဲကြောင့်မြန်မာတနင်္ဂနွေအနှံ့ရခိုင်ပြည်အနှံ့တိုက်ပွဲတွေပို့ပြီးတော့ဖြစ်လာနိုင်တယ်ပြင်းထန်လာနိုင်တယ်လို့ اچھا نوا رہا تو ہم تک بارے ہو گئے ဧပြီလတလအတွင်းကုညီကေဆေးလုပ်ငန်းတွေထိထိရောက်ရောက်လုပ်နိုင်ခြင်းမရှိသေးတဲ့အတွက်မေလတရနေ့ကနေ31ရက်နေ့အထိတဖက်သက်အပြည့်ရဲ့တက်တန်းကိုထက်မှန်တိုးမြင့်ခြင်းဖြစ်တယ်လို့ညီတော်မဟာမိတ်သုံးဖွဲ့ကပြောဆိုထားတာဖြစ်ပါတယ်။ငလီရင်တန်းကြောင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေလောက်ကိုင်းနိုင်ဖို့အတွက်စစ်ကောင်စီဟာဧပြီလတလလုံးအပြည့်ရဲ့ကြေညာထားခဲ့ပေမဲ့လက်ရှိအချိန်မှာတော့အပြည့်ရဲ့ကြေညာထားတာမရှိသေးပါဘူး။တဖက်သက်ပြစ်ခတ်ရက်စေးကြောင့်ကြေညာထားတဲ့ဧပြီလ2ရက်နေ့ကနေဧပြီလ20ရက်နေ့အတွင်းကြောက်ဖြူတောင်ကုတ် ကြောက်တော်စစ်တွေနဲ့ပေါက်တွားမြို့နယ်တွေကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုဒယုံတိုက်ခိုက်မှုစက်တက်လေထင်းနဲ့တိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု၄၉ကြိမ်ပြုလုပ်ခဲ့တယ်လို့ HDCO ကအေဘီလ24ရက်နေ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာ